မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကျူဆူနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူကခံယူသည်စောင့်မဲ့နှုတ်ကပတ်တော်ကောင်းစဉ်လေးကတော့မိခင်များနေ့တရက်ပဲမိခင်ကိုယူသေးတာလားဆိုတဲ့မေခွန်းလေးနဲ့အတူတူကစင်ချင်စရာခွန်အားပေးချင်တာဖြစ်ပါတယ်မိခင်များနေ့ကတော့မနေ့ကကြော်လွန်သွားပြီနော်မိခင်များနေ့ကတော့ပြီးသွားပါပြီ အားလုံးမိမိခင်နဲ့အာတပ်ပုံတွေ့ရိုက်ကြတယ်တချို့အဝေးမှာနေတဲ့သူဆိုကိုမိခင်ကိုကိုမိခင်ရဲ့တပ်ပုံကိုလိုင်းပေါ်မှာတင်တယ်မိခင်ကိုဂျေဇူးတင်ကြောင်းပြောတယ်တချို့ဆိုလို့ရှိရင်မိခင်ကိုလက်ဆောင်ပေးတယ်အော်မိခင်ကိုသွားကြည့်တယ်ဖုန်းဆက်ပြီးမှကျေးဇူးတင်စကားပြောတယ်။အော်မိခင်များနေမှာလှုပ်တင်လှုပ်ထိုက်တာတွေအများကြီးကျွန်တော်လှုပ်ပြီးပြီ။ဒါပေမဲ့ဒီကနေ့မနေ့မှကျွန်တော်ခွန်အားပေးချင်တာကမိခင်များနေတရက်ပဲ သင်မိခင်ကိုယူသေးတာလားမိခင်ရဲ့ဓပုံကိုလိုင်းပုံမှာသင်တာမားတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးသင်ရမယ်မိခင်ကိုဖုန်းဆက်မှာဂျေဇူးတင်စကားပြောတာမားတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးဂျေဇူးတင်စကားပြောရမယ်ဖုန်းဆက်ရမယ်အော်မိခင်များနေမှာမိခင်အကြောင်းနဲ့ပတ်သက်ပြီးမှလိုင်းပုံမှာဖွင့်ဟတာတွေပါညာမားတယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးဖွင့်ဟရမယ်ပြောရမယ်အော်မိခင်များနေမှာမိခင်ကိုတွားရုံမှာလက်ဆောင်ပေးတယ်ကြိရှုတယ်အတူတူတွားတယ်မိခင်ကိုအချိန်ပေးတယ် ဒါမားတယ်လို့ပြောနေတာမဟုတ်ဘူးကောင်းပါတယ်မိခင်များနေမှာအဲ့ဒါတွေလှုပ်တာဒါပေမဲ့ဒါပေမဲ့ကျွန်တော်ပြောမယ်နော်မိခင်များနေတရက်ပဲဟန်ပြလှုပ်တယ်ဆိုရင်ဒါလုံးဝလုံးဝမားနေပါပြီချက်တော်ညီကိုမောင်မားတို့တကယ်တမ်းတော့မိခင်များနေဆိုတာကျွန်တော်တို့သားသမီးတွေကိုအဲ့ဒီတရက်ပဲမိခင်ကို ယူတင်ရပြီနော်ဆိုမှ မိခင်များနဲ့တတ်မှတ်ထားတာမဟုတ်ဘူးမိခင်များနဲ့ရဲ့အဓိကတတ်မှတ်ရတဲ့အကြောင်းရင်းကအလုတ်တအား ရှုပ်နေတဲ့သားသမီးတွေကို ခေါင်းလောင်းတီးပေးနေတာနေမိခင်တွေကိုယူသိနေပြီလားမိဘကြီးစုကိုနေဆက်နေပြီလားဆိုမှမိခင်များနဲ့အဲ့ဒီတရက်ကတင့်ကိုလာပြီးတော့မှတတိပေးတာတတိပေးတာတနည်းအားဖြင့်ခေါင်းလောင်းတီးပေးလိုက်တာအချက်ပေးခေါင်းလောင်းလိုမျိုးပဲ အဲ့ဒီတရက်ပဲယူတည်လို့ရပြီလို့မဆိုလိုဘူးအဲ့ဒီတရက်အားဖြင့်ဩငါတနစ်လုံးငါရဲ့မိခင်ဝငါဘလို့ပြုစုနေရလဲငါဘလို့ကြွေးမွေးနေရလဲငါဘလို့ဂျေဇုဆက်နေရလဲ ငါဘလို့ယူသေးနေရလဲဆိုတာစင်ချင်းတတိယစီဖို့ခေါင်းလောင်းတန်တာဖြစ်တယ်မိခင်များနေဆိုတာမိခင်များနေဆိုတာအဲ့ဒီတရက်ပဲမိခင်မိခင်ကိုလက်ဆောင်ပေးရင်ရပြီအဲ့ဒီတရက်ပဲမိခင်နဲ့အတူတူနေပေးရင်ရပြီအဲ့ဒီတရက်ပဲမိခင်ကိုအာဆူတောင်းခံရပြီအဲ့ဒီတရက်ပဲမိခင်ကိုကြည်စုတင်စကားပြောရင်ရပြီအဲ့ဒီတရက်ပဲယူတင်ရပြီလို့လုံးဝလုံးဝလုံးဝမတက်ရောက်ပါဘူးဒါကြောင့်ကျွန်တော်မေးချင်တဲ့အခုနားထောင်နေတဲ့သူတွေမိခင်များနေလို့မျိုး တနစ်တာလုံးမိခင်ကိုယူသေးနေပြီလားမိခင်များနေ့တရက်ပဲယူသေးတယ်ဆိုရင်သင်ဟာဟန်ပြတာသမီဖြစ်ပါတယ်စစ်မှန်တဲ့ယူသေးကိုင်းဆိုင်တဲ့တာသမီဖယားသခင်တင့်ကိုဖြစ်ခွင့်ပေးပါစေတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုအလင်းပေးပါစေအခုကျွန်တော်တရားသီတနာအားဖြင့်တင့်ရဲ့အမြင်ပွင့်သွားပါစေကိုကိုကိုတတိပေးမိပါစေ များတော့အဖြစ်ကျွန်တော်တို့ကအဲ့လိုဟန်ပြမတိမတာဟန်ပြနေတတ်တယ် မိခင်များနေမှပဲတဲတဲလှုပ်ပြတာ။အိုးအမေအမေအမေဆိုမှမိခင်များနေမှတဲတဲလှုပ်ပြတာ။မိခင်များနေတဲတဲလှုပ်ပြတာမားတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒီတရက်ပဲတဲတဲလှုပ်ပြပြီးတော့မှကြံတဲ့ရက်မှာမိခင်ကိုမကြည့်ဘူး။အာကြံတဲ့ရက်မှာမိခင်ကိုဖုန်းလည်းမဆက်ပေးဘူး။ကြံတဲ့ရက်မှာမိခင်ကိုမထောက်ပံ့ဘူး။သူလိုအပ်တာကိုလည်းကျွန်တော်မျက်ကွယ်ပြုထားတဲ့မိခင်တကူးတကဖုန်းဆိုင်မှာဟွာလိုတယ်ဒါလိုတယ်တောင်းရင်တော့မှကျွန်တော်တို့ကမရှိဘူးမရှိဘူးဆိုမှဖုန်းကိုချပစ်တဲ့ဘလော့ပစ်တဲ့ ိခင်ကိုတကူတကစကားမပြောချင်ဘူးဒါမျိုးရှောင်ပုံးနေတယ်မိခင်များနေတရဲပဲကျွန်တော်တို့ကတွားယူတော့မှပြူစုတယ်ယူသေးတယ်ဆိုရင်ဒီလိုမျိုးလုံနေတဲ့သားသမီးတွေကဟန်ပြသားသမီးပဲလို့ကျွန်တော်ပြောချင်တယ်ကျင်းစာထဲမှာဘလို့ပြောရလဲကျွန်တော်ဖတ်ပြမယ်နော်အေဖက်အော်ရာစာခန်းကြီး6အငယ်1ကနေ3ထဲမှာသားသမီးတို့တဲ့တခင်ဖျားကြီးအလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြလော့ မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားတော်အမှုဖြစ်၏မိဘကိုယူသေးစွာပြုလော့ဤပိညာတော်ကသင်သည်ပြည်တော်၌ကောင်းစား၍အတ္တတာရှိမိအကြောင်းဟု၍ဂတိတော်နှင့်ဆိုင်သောပထမပိညာဖြစ်၏။တမချန်းစာထဲမှာလေမိခင်ကိုယူသေးဖို့မိဘကိုယူသေးဖို့အများကြီးတုံတင်ထားတယ်။ဒါပေမဲ့စဉ်းစားကြည့်နော်မိခင်များနေ့တည့်ရက်ပဲယူတင်ရပြီလို့ကျန်းစာကပြောလား။ကျန်းစာကပြောလားမပြောဘူး။ မိခင်ကိုအမြဲတမ်းယူသေးပါလို့ကျမ်းစာကပြောတာမိခင်ကိုဘယ်လိုယူသေးရမလဲမိဘကိုဘယ်လိုယူသေးရမလဲတခင်ဖရာကြီးအလိုတော်အပိုင်းယူသေးပါတခင်ဖရာကြီးအလိုတော်ဆိုတော့အပိုင်းနှစ်ပိုင်းတက်ရောက်တယ်နံပါတ်1မိဘစကားကို ကျွန်တော်တို့နားထောင်တဲ့အခါမှာ ဖယားသခင်ရဲ့စကားနဲ့ကိုက်ညီမကိုက်ညီစစ်ဆေးပြီးတော့မှခံယူပါနာခံပါလို့ပြောတာဘာလို့လဲဆိုတော့တချို့မိဘတွေရဲ့စကားကသားသမီးကိုရှောက်ရှောက်တုံတင်တာတွေရှိတယ်။ဟိုမှာသားသမီးကိုဟွာတော့ခိုးပါဒီလူတော့ဆွဲထိုးလိုက်ပါဟိုမှာတော့လူပါဆိုမှတုံတင်တဲ့သားတုံတင်တဲ့မိဘတွေရှိလားမရှိဘူးလားရှိတယ်နော်ရှိတယ်နော်အများကြီးတော့မဟုတ်ဘူးအ ਨੇ အချင်းအဲ့လိုမိဘတွေရှိနေတာကျွန်တော်တို့တွေ့နေရတယ်ကြားနေရတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်မတော် သခင်ဖယားဤအလိုတော်နဲ့အညီဆိုတာမိဘတုံတင်လာတဲ့စကားကဖယားရဲ့စကားနဲ့ကိုက်ညီလားမကိုက်ညီဘူးလားဆိုတာကိုစစ်ဆေးပြီးတော့မှနာခံပါလို့ပြောတာတနည်းအားဖြင့်မိဘစကားကိုမြေဝဲမကြနားထောင်ပါတယ်လို့ပြောလိုက်တဲ့အခါမှာတမာကျန်းစာနဲ့မလွန်ဆန်တဲ့စကားတွေကိုဒါမြေဝဲမကြနားထောင်တာတမာကျန်းစာနဲ့ဆန့်ကျင်နေတဲ့မိဘစကားတွေကိုမြေဝဲမကြနားထောင်ဖို့ခရိယံယုံကြည်သူတယောက်မှာ မလိုအပ်ပါဘူးလှုပ်ရှားမလိုပါဘူးမိခင်ရဲ့စကားဖြစ်တယ်ဆိုမှမကောင်းတာလည်းတော့လှုပ်ခိုင်းလုံးမလားငါသားဒီလူတော့တတ်လိုက်ဆိုတတ်မလားငါသားဒီပစ္စည်းကိုခိုးလိုက်ဆိုခိုးမလားငါသားလိန်လိုက်ဆိုလိန်မလားငါသားဒီလူမကောင်းတဲ့ဟာတွေလှုပ်လိုက်ဆိုလှုပ်မလား no ခရိယယုံကြည်သူတယောက်အနေနဲ့တခင်ဖျားကြီးအလိုတော်နဲ့အညီဆိုတာနှုတ်ကပတ်ဖျားစကားတော်နဲ့အညီမိပစကားကိုနားထောင်တာဒါကြောင့်ဖျားသခင်ကပြောတယ် ဉာဏ်ပညာရှိတော်သူဖြစ်ဖို့လိုတယ်ဖယားသခင်ပေးတဲ့ဉာဏ်ပညာနဲ့မိဘစကားကိုနားထောင်တတ်ဖို့အင်မတန်အရေးကြီးပါတယ်ချစ်တော်ညီကိုမောင်မတို့ဒါပထမဦးဆုံးအသေးပဲတစ်ချက်ဒုတိယအသေးပဲတစ်ချက်ကပါလဲဆိုတော့သခင်ဖယားကြီးအလိုတော်နဲ့အညီဆိုတာကမိဘစကားကို နားထောင်ခြင်းဟာဖယားသခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဖော်ပြတာဖယားသခင်နှစ်သက်တာနှစ်သက်လို့လဲတမန်ကျမ်းစာထဲမှာဘယ်လိုဂတိတော်ပေးထားလဲဆိုတော့မိဘကိုယူသိရင် ပီတော်၌ကောင်းစားမယ်ပီတော်ဆိုတာကောင်းကင်နိုင်ငံရောက်မှကောင်းစားမှာမဟုတ်ဘူးအခုလက်ရှိအသက်ရှင်နေတုန်းမှာစီးပွားရေးကောင်းမယ်ချမ်းသာမယ်ကြွယ်ဝမယ်ကျန်းမာရေးကောင်းမယ်အသက်ရှည်မယ်အဲ့ဒါကိုပြောတာပီတော်၌ကောင်းစား၍အသက်တာရှည်မီအကြောင်းတဲ့ဂတိတော်နဲ့ဆက်ဆိုင်တော်ပထမပညာဖြစ်တယ်တဲ့ဂတိတော်ဆိုတာဘာလဲနင်းဒီလိုလို့ရင်ဘုရားသခင်ကနင့်ကိုဒါပေးမယ်အဲ့ဒါဂတိဘုရားသခင်ရဲ့ဂတိ မိဘကိုယူသိရင်တဲ့ဘုရားသခင်ကတင့်ကိုအသက်ရှည်စေမယ်တဲ့မိဘကိုယူသိရင်တဲ့ဘုရားသခင်ကတင့်ကိုလောကမှာခေတ္တလောကမှာကြွယ်ဝတော်သူဖြစ်စေမယ်တဲ့ဟာလေလုယာဒါကြောင့်မိဘကိုယူသိပါယူသိပါဓမ္မတာလင်တင့်ကောင်းကြီးမင်္ဂလာခံစားရမယ်လို့ခေါ်ပေးခြင်းနဲ့ဏီကုံချိုးရောင်ဒီကနေ့မနေ့အဓိကပြောသွားတာက စကားသခုံးပါပဲမိခင်များနေမှယူသိတာလားဆိုတဲ့မိကုံနဲ့ကျွန်တော်တတိပေးသွားတယ် မိခင်များနေ့တရက်ပဲယူတည်တော့သူဟာဟန်ပြတဲ့အာသားသမီးတွေဖြစ်ပါတယ်ဟန်ပြတဲ့သားသမီးဟန်ပြယူတည်ကိုင်းဆိုင်တဲ့ပုံစံဟန်ပြတဲ့သားသမီးမဖြစ်ပါစေနဲ့စစ်မှန်ပြီးတော့မှတကယ်တစ်နှစ်တာလုံးအာမိခင်တွေကိုယူတည်တတ်တော့သူဖြစ်ပါစေ။ နေ့နေ့တိုင်းနေ့တိုင်းနေ့တိုင်းဟာမိခင်များနေ့ဖြစ်ပါစေမိခင်များနေ့တရက်ပဲတနှစ်တလုံးမှတရက်ပဲလှုပ်ကြွေးတယ်တနှစ်တလုံးမှတရက်ပဲယူသေးတယ်တနှစ်တလုံးမှတရက်ပဲမိခင်နေနဲ့အတူတူနေပေးတယ်ဆိုရင်ဒါမားပြီညီကိုမောင်တို့မိခင်ကြီးစုကိုကျွန်တော်တို့အသက်ရှင်တော့မိခင်အသက်ရှင်တော့အမြဲတမ်းအမြဲတမ်းယူသေးကိုင်းဆိုင်မှာကြီးစုဆက်နေရမှာဖြစ်ပါတယ်လို့ခွန်အားပေးနေညီကုံချုပ်ပါတယ်အတူတူကဆုတောင်းကြအောင် ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော်ဒီကနေ့မနက်မှာလဲမိခင်ဂျေဇုကိုကျွန်တော်တို့မိခင်များနေ့တရက်ပဲဆက်တာမဟုတ်ပဲနဲ့အမြဲတမ်းမိခင်များနေ့လို့သဘောထားပြီးမှမိခင်ရဲ့ဂျေဇုကိုတည်တတ်ရမှာဖြစ်ကြောင်းနှုတ်ကပတ်တော်အဖြစ်စင်ချင်းအလင်းရတယ်ဂျေဇုတော်ချီးမွမ်းတဲ့အလင်းပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာရည်ပုံကြီးပါစေအသက်တာထဲမှာမိခင်များနေ့ ်ဘဲမိခင်ကိုယူသေးတာမဟုတ်ဘဲနဲ့တနစ်တာလုံးယူသေးတတ်သောသားသမီးများဖြစ်စေပါမိကြောင်းယေရှုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကယ်တင်ပန်းရှင်ယေရှုခရစ်တော်နာမတော်များအဖြစ်ဆုတောင်းပါ၏ဖာဖရာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော်